Oh. Uh. အားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာနဲ့နေလင်းတဲ့နေ့ကိုပိုင်ဆိုင်ကြပါစေမီနီနဲ့မိတ်ဆက်ပေးမှာတော့ဝါရှာလေးတွေနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲဒီဝါရှာလေးတွေကတော့မင်းတို့ဆွဲသီးလေးလှုပ်လို့လည်းရတယ်နောက်လက်ပတ်လှုပ်လို့လည်းရတယ်ပေါ့လက်ပတ်ကိုကြတော့ချိုးချစ်ကြတော့ဒါလေးတွေကိုကြမမင်းအော်ဒါအပ်ပေးရတာပေါ့နော်ချိုးချစ်လက်ပတ်လေးတွေပါကိုယ်တိုင် handmade ချိုးချစ်လက်ပတ်လေးတွေပါနော်ကဲဒီမှာကြတော့မမင်းတို့အခုဝါရှာကြတော့သူကအထူပေါ့နော်အထူသားအပားစားနောက်တစ်မျိုးလာမယ်နောက်တစ်ခုဒိုးနက်ကွင်းလေးနဲ့မမင်းမိတ်ဆက်ပေ ိမ့်မယ်ပေါ့နော်ဒါကတော့အထူသားအထူသားလေးကကြတော့သူကတဒုံးလေးသားကိုမင်းတို့ဟိုဝါရှာတဒုံးလေးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပဲချွန် ပန်းကြပေါ့နော်ပဲခြွန်ကြပေါ့ဒီဒီအခုမမင်ပြတဲ့ဒီဒီအုပ်စုထဲမှာဈေးအဖွဲထဲမှာဆိုလို့ရှိရင်မင်ဝထားတဲ့ဒီအဖွဲထဲမှာဆိုရင်ပဲခြံပဲခြွန်ပန်းကြဒါပေမဲ့ဟိုအစိမ်းများတာတစ်ခုနှစ်ခုပဲပါတယ်အစိမ်းတစ်မျိုးတည်းပေါ့နော်ကျန်တာအကုန်လုံးကအဲ့လိုပဲအစိမ်းဆက်ကလေးတွေအာပြီးလို့ရှိရင်ခြွန်ဆက်လေးတွေနဲ့ပဲပါမယ်ပေါ့နော်ဒီမှာကျတော့ခြွန်ကလောက်မမြင်ရဘူးအပြင်မှာတော့မြင်ရတယ်သူ့ရဲ့ကြောက်သားလေးတွေကကျတော့သူကတော့ကြောက်သားကညှချောပေါ့နော် ကြောက်သားချောတယ်ပေါ့ကြောက်သားတော့အရင်ကောင်းတဲ့ထဲမှာတော့မပါဘူးကြောက်သားတန်းတော့အတင်းတင်းရှိတယ်ကြီးတဲ့ထဲမှာတော့မပါဘူးပေါ့ဒါလေးတွေကကြတော့ချစ်သူလေးတို့အဖွဲလိုက်လက်တငယ်ချင်းနေစင်နူဝတ်မယ်ဆိုရင်လည်းရတယ်ကပယ်ဝတ်ချင်လည်းရတယ်ပေါ့နော်ဒါလေးတွေကမိမများများလေးရှိပါတယ်အာနောက်တစ်မျိုးကကြတော့ဒါပေါ့ဒီဟာကကြတော့အာ तू ကကြောက်သားကြီးတယ် ကြောက်သားကြည့်တယ်သူကနည်းနည်းသေးတယ်ခုနကစားလဲဆိုလို့ရှိရင်တော့နည်းနည်းကြီးတယ်ပေါ့ဒါကတော့သေးသေးသေးတယ်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကဆွဲသီးကိုငွေလေးနဲ့ကုတ်ခတ်ခတ်ဒါမှမဟုတ်လို့ရှိရင်လည်း light white လေးနဲ့ချိတ်ပြီးတော့ပဲဝတ်တာပဲဖြစ်ဖြစ်ခုနဒီအခုပြရတဲ့ washer တွေအကုန်လုံးကတော့ကြိုးလေးနဲ့ဆွဲလဲလှတယ်လို့ light white ချိတ်ကလေးနဲ့ကွင်းကွင်းမယ်ဆိုရင်လည်းလှတယ်ပေါ့နော်သူအမျိုးအစားလေးတွေအဲ့လိုမျိုးလေးတွေပါဒါလေးတွေကကြတော့အဖြူကြောက်သားကြည့်တယ်ဒီဟာကကြတော့ပန်ကြပေါ့နော်ပန်ကြရှိရအစိမ့်ရှိရပေါ့ဒီထဲမှာ ော့နောက်ထပ်နည်းနည်းဆုံးတာလေးတွေရှိသေးတယ်မမေကနေ့ကဒီဟာလေးတွေကတတိယသွားလို့တွဲပြီးတော့မှထည့်ပေးလိုက်တာနောက်ရကြတော့မမေကနည်းနည်းစိမ့်နဲ့အစာလေးတွေနဲ့အစာ၃လေး၅စာနဲ့အသေးလေးတွေကိုတစ်ခါထပ်ပြီးရိုက်ပို့ပေးမယ်နော်ရိုက်ပြီးတော့ဗီဒီယိုဖိုင်လေးတစ်ခု လုတ်ပေးပါမယ်အခုဗီဒီယိုဖိုင်လေးကတော့ဒါတော့ तू ကလက်ပတ်ဝတ်မယ်ဆိုလည်းရလက်ဆုပ်ဝတ်မယ်ဆိုရင်လည်းရတယ်ပေါ့နော် तू ဒီလိုမျိုးအစာစားအစာနှစ်မျိုးရှိရနှစ်မျိုးနဲ့စားရှိရပေါ့အဲသူထွက်ကြတဲ့တစားရှိသေးတယ်သူထွက်ကြတဲ့တစားတော့မင်းကရောမှဆိုလို့ဒီထဲမှာမထည့်ပေးလိုက်တော့တာသူထွက်ကြတဲ့တစားကတော့ဈေးပေါ့တယ်ပေါ့ဒါလေးတွေကတော့တောင်းပိုင်းလေးတွေပေါ့နော်ဒါတော့3,000 5,000 6,000ဝင်ခြင်းလေးတွေပါ7,000တသိန်းပေါ့နော်အဲ့စားလေးတွေရှိတယ်ပေါ့ဒါကတော့ဒိုးနက်ကွင်းသူထွက်ဒီဟိုအထက်ကြတဲ့ ဒါစားကြတော့မင်းတို့တသောင်း2000နဲ့လေးတွေလည်းရှိရတယ်။ဒါပေမဲ့ तू ကကြောက်သားလေးတော့ကောင်းတယ်။ तू ကနည်းနည်းသေးတယ်ပေါ့နော်။အဲ့လိုမျိုးလေးကြောင့်မင်းနောက်သီးသန့်ပြပေးပါမယ်။အခုမင်းမင်းပြနေတာကတော့ဒိုးနတ်ကွင်းလေးတွေပါ။ဒိုးနတ်ကွင်းလေးတွေလည်းကြောက်သားလေးတွေကောင်းတယ်။နောက်ဒိုးနတ်ကွင်းလေးတွေကတော့ဒီလန်စိမ့်လေးတွေများတယ်။လမ်းဘက်သွားတာများတယ်။နောက်ပဲဘက်ကိုသွားတာနဲတယ်ပေါ့။နောက်ပန်းချာရှိရပေါ့။ဒါဒိုးနတ်ကွင်းပေါ့။ဖြူပန်းချာလည်းရှိရ။ဒီဒိုးနတ်ကွင်းလေးတွေကဘယ်လိုဝတ်ကမလဲဆိုရင်တော့အော်မင်းတို့ဒီကျိုးနဲ့ပဲခြီးပြီးတော့မှအလှဆင်တာပေါ့။တခါလေး တချို့ကလည်း9 to 5ဂျိတ်ကောင်းလေးကိုတက်ပြီးတော့ပဲဝတ်တယ်ဒါပေမဲ့ဒီပိုးချိုးလေးနဲ့ချီပြီးဝတ်တာပိုလှပါတယ်ပိုပြီးတော့မှ natural scent နဲ့ရိုးရိုးရှင်းရှင်းပေါ့တချို့ကတော့အော်အဲ့အလေးတွေနှစ်ကွင်းရွှေလုံးလေးတွေနဲ့ဟိုဘက်တလုံးရွှေလုံးဒီဘက်တလုံးထည့်ပြီးတော့မှဒိုနတ်ကွင်းလေးတွေကိုဝတ်တယ်တချို့ကတော့ဒီတိုင်းပဲဝတ်တာများပါဒီတိုင်းဝတ်တာများပါတယ်ဒိုနတ်ကွင်းလေးတွေကတော့သူကအလှဆင်ပစ္စည်းဆိုရောက်ကြလိမ့်မင်းကလေးဝတ်လို့ရပါတယ်နော် ။ယောက်ျားလေးမိန်းကလေးဝတ်လို့ရတယ်။ပြီးတဲ့အခါကျကြောက်သားလေးတွေလည်းကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝတ်လို့ရတယ်။နောက်ကလာဇန်းလေးလည်းပါတယ်သူက ဒါတော့ဒိုနတ်ကွင်းလို့ခေါ်ပါတယ်ခုနကမင်ပြတာတော့ဝါရှာအကြီးနဲ့ဝါရှာအသေးပေါ့နော်ဝါရှာဒိုနတ်ရှိရယ်ဝါရှာရှိရယ်ပေါ့ဒါတော့ဟိုချစ်သူလေးတို့အလှဆင်အနေနဲ့ဝတ်လို့ရတာပေါ့နော်မမင်ကနောက်နေ့ကျတော့925နဲ့ခထားပြီးသားလေးတွေဒီဒိုနတ်ကွင်းလေးတွေကိုခြီးပြီးဝတ်လို့ရတဲ့ပုံစံလေးတွေရကြိုးကျက်တဲ့ပုံစံလေးတွေကအသက်မမင်ဗီဒီယိုဖိုင်လေးတစ်ခုဖန်ပြီးတော့တင်ပေးပါမယ်နော်အခုလောလောဆယ်တော့ဒါကဒိုနတ်ကွင်းပေါ့နော်ဒိုနတ်ကွင်းလေးတွေကိုချစ်သူလေးတို့စိတ်တိုင်းကြ စိတ်တိုင်းကြဝုလို့ရဒိုနတ်ကွင်းလေးတဲ့ဈေးလဲတအားမကြည့်ပါဘူးဝှစ်စင်ရတာလည်းလာတယ်နောက်တစ်ခုဘဲချိန်မဲဘလို့ပဲဝှထားဝှထားရိုးရိုးရှင်းရှင်းလေးနေတဲ့လှတယ်ပေါ့နော်ဒီကြောက်စိမ်းဝှင်းချင်တယ်ကြောက်စိမ်းအဆောင်ဝှင်းချင်တယ်သူတွေအတွက်ပေါ့နော်အနောက်တစ်ခုကကြတော့ချစ်သူလေးတို့အခုမြင်တဲ့ဒိုနတ်ရဲ့ဝါရှာအကြီးသေးရဲ့နှစ်ခုလုံးကတူတူပဲအချစ်သူလေးတို့ဘလို့ပဲဝှဝေး ဒါရိုးရိုးရှင်းရှင်းလေးနဲ့စရလှတဲ့အဆောင်ပေါ့နော်အဆောင်ဝတ်မယ်ဆိုလို့ရှိရင်ဒါလေးတွေကိုမင်းကတိုက်တော့မှာတယ်။ငယ်အားလုံးပဲကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။နောက်ထပ်ဗီဒီယိုဖိုင်လေးမှလည်းပြန်တွေ့ကြမယ်။မင်းမင်းဘလို့မျိုးလေးတွေထပ်ပြမလဲဆိုတာကိုကြည့်ရှုပြီးတော့မင်းမင်းအားပေးပါအောင်။ကျေးဇူးပါ။